လွန်ခဲ့တဲ့ပိုင်းမှာလင်းတုံရဲ့တိုက်ခိုက်မှုကြောင့်တတရတုတော်စင်ဘရင်ကဒဏ်ရာရသွားတယ်။သူကတော်တော်လေးကိုဒေါ်ရထွက်သွားပြီးလင်းတုံကိုအင်အားပြင်းနဲ့ထိုးလိုက်တာလင်းတုံကလည်းအဝေးကြီးကိုလွှတ်ထွက်သွားတယ်။ဗီဒီယိုလေးမစခင်ကျွန်တော် like and subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။တတရတုတော်စင်ကလင်းတုံရဲ့အနာကိုရောက်လာတယ်။ဒီနေ့ရဲ့အဓိကပန်းနိုင်ကမင်းတို့အားလုံးနဲ့တိုက်ခိုက်မှုမဟုတ်ဘူးဆိုပေမဲ့မင်းစီကဒီလိုပုံစံနဲ့အနိုင်ယူခံရတာကိုတော့ငါတကယ်မကျေနပ်ဘူးလင်တုံကပြတ်မိလိုက်တယ်။ဘာလဲခမည်းကမတိုက်တော့ဘူးလား။ တတရားသူတော်စင်ကပြောတယ်။ဟိုးရင်တော့ကရွံငါးခိုင်းရဲ့အမိုက်သုံးကောင်ကမင်းတို့အကြောင်းပြောတာတော့ကြားဘူးတယ်။အစတော့ကတော့မင်းကိုအရေးမပါတဲ့ပယောစိတ်တကောင်လို့ငါသွေးထားတာ။မင်းလို့ပယောစိတ်တကောင်ကဒီနေ့မှဒီလိုအခြေအနေမျိုးရောက်လာလိမ့်မယ်လို့ငါတခါမှမထင်တာဘူးဘူး။ဒါပေမဲ့မင်းဒီလိုမဖြစ်လာခင်မင်းကိုတတ်ခိုင်းလိုက်ရင်အများကြီးပိုကောင်းမယ်ထင်တယ်။နောက်မှနောင်တရတာတော့မဖြစ်သင့်ဘူး။ဘလို့လဲဟုတ်တယ်မလား။ငါပြောတာမင်းလက်ခံလား။လင်းတော်ကတော့ဒီကောင်းစီကနေတော်တော်လေးကိုထူဆန်းတဲ့အငွေတက်တစ်ခုကိုခံစားမိနေတယ် တတရားသူတော်စင်ကပြောတယ်ဒီမျက်လုံးကိုနတ်ဆိုးအချင်းတော်မျက်လုံးလို့ခေါ်တယ်ဒါကိုဧကရစ်ကိုတိုင်အနှင်းထားခဲ့တာအရင်ကတော့ငါဒီဟာကိုတင်ကင်သားဘိုးဘီသခင်ကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့တယ်ဒါပေမဲ့မင်းကသူ့ရဲ့လက်ချက်နဲ့သိရင်မင်းစိတ်ကြည်နဲ့မယ်လို့ငါထင်တာပဲပြောပြောဆိုဆိုပဲသူ့ရဲ့လက်နှစ်ဖက်ကို तू ကပူးထားလိုက်တယ်အခုဆိုရင်သူ့ရဲ့ခန္ဓာကိုယ်တွေကနေတော်တော်လေးကိုများပြားတဲ့နတ်ဆိုးကြီးတွေကထွက်ပေါ်လာတယ်ပြီးတော့အဲ့ဒီနတ်ဆိုးကြီးတွေကပုံဆောင်ခဲ့တဲ့တေးလေးပုံစံဖြစ်ကိုပြောင်းလဲသွားတယ် သူ့ရဲ့လမ်းနှက်ပတ်ပူထားတဲ့နေရာမှာတော့မျက်လုံးသလုံးပေါ်လာတယ်။ခဏတုန်းကအပြင်ဝင်ထွက်လာတဲ့နှဆိုးပုံဆောင်ကဲတသေးလေးတွေကအဲ့ဒီမျက်လုံးစည်းကိုပြေးဝင်သွားတာနဲ့မျက်လုံးကတော်တော်လေးကိုစူးရှတဲ့အတန်တန်ထုတ်လွှတ်လိုက်တယ်။တပြေးပြေးနဲ့မျက်လုံးကထွက်ပေါက်နေတဲ့စွန်းအင်တွေကကြောက်စရာကောင်းလာတယ်။ဒါပေမဲ့တတရသူတော်စင်ရဲ့လက်တွေကလည်းတပြေးပြေးနဲ့ခြောက်နှံသွားပြီးမသိရင်အသားအရည်မရှိတော့တဲ့အတိုင်ဖြစ်သွားတယ်။တပြေးပြေးနဲ့သူ့ရဲ့လက်ကပေါက်ကွဲထွက်သွားပြီးနှဆိုးချီအများပြားကလည်းမျက်လုံးထဲကိုဝင်သွားတယ်။ နောက်ဆုံးမှာတော့အဲ့ဒီမျက်လုံးကြီးကပိတ်တောင်းအရွယ်စားလောက်ဖြစ်သွားတယ်။မျက်လုံးကထွက်ပေါက်နေတဲ့စွန့်အင်းလှိုင်းတွေကြည့်ပြီးလင်သုံးကတက်ပြင်းချလိုက်တယ်။ပြီးတော့လဝါကိုဖျက်လိုက်တာနဲ့အလင်းရောင်တစ်ခုပေါ်လာတယ်။အဲ့ဒီအလင်းရောင်ကတဖြည်းဖြည်းကြီးသွားပြီးတော့ပိတ်တောင်းနီးပါးကြီးမာတဲ့ဝင်ကဘာကြီးဖြစ်ပြောင်းလဲသွားတယ်။အဲ့ဒီဝင်ကဘာကလဲပတ်လိုက်တာနဲ့တော်တော်လေးကိုရှေ့ကျပြီးတော့သန့်စင်နဲ့စွန့်အင်းတွေထွက်ပေါက်လာတယ်။ဒါကိုကြည့်ပြီးတတရားသူတော်စင်ကပြောတယ်။ဟမ်ဒါကရှေ့အောင်စัจကြဝရဝင်ကဘာလား။ဝင်ကဘာကလဲပတ်လိုက်တာနဲ့ကောင်းကင်ဘုံကနေအလင်းနန်းကူကျလာတယ်။ အဒီအလင်းလန်ကြောင့်နတ်ဆိုးချီတွေအလုံးကပျောက်ွယ်သွားတယ်။အခုဆိုရင်မျက်လုံးတစ်လုံးပဲတီးတန်းကျနေတယ်။လင်တုံကသူ့ရဲ့လက်ကနေဒရဇိတ်ဖူကိုပြောင်းလဲလိုက်တာနဲ့ဝင်းကဘာကနေယွန်ဆွိုင်းအင်းနဲ့ဖြာထွက်လာတယ်။အဒီတိုက်ခွဲရဲ့နာမည်ကဝင်းကဘာရဲ့လက်ဝင်းကဘာတွေကနေထောင်သုံးမကကြီးမာတဲ့လက်ကြီးတစ်ပတ်ကထွက်ပေါ်လာတယ်။အဒီလက်ကိုတော်တော်လေးကိုရှေ့ကျတဲ့အလင်းနန်းနေနဲ့ဖောင်းအောင်ထားတယ်။လက်ကြီးကချက်ချင်းဆိုသလိုအရှိ့ကိုပြေးထွက်သွားပြီးမျက်လုံးကြီးကိုရိုက်ချလိုက်တယ်။သူတော်စင်ဘီရင်ကတော့ပြောင်းပြီးနေနေတယ် ခဏလေးသွင်းမှာပဲသူ့ရဲ့မျက်လုံးကနေသွေးတွေစီးကျလာပြီးသူဖန်သီးထားတဲ့နတ်ဆိုးမျက်လုံးကြီးကလည်းချက်ချင်းမျက်လုံးပွင့်လာတယ်။နတ်ဆိုးမျက်လုံးကြီးပွင့်လာတာနဲ့ကောင်းကင်တစ်ခုလုံးကမှောင်ကျသွားတယ်။ပြီးတော့တော်တော်လေးကိုများပြားတဲ့စွမ်းအင်တွေစူးစီးသွားပြီးတော့သူ့စီကိုပြေးဝင်လာတဲ့ဝင်းကဘာကြီးရဲ့လက်ကိုအလင်းတန်းနဲ့တိုက်ထည့်လိုက်တယ်။နတ်ဆိုးစွမ်းအင်အလင်းတန်းကဝင်းကဘာလက်နဲ့တိုက်မိသွားတာနဲ့ဘာပေါက်ခွဲမှုမှဖြစ်ပေါ်မလာဘူး။ဒါပေမဲ့လင်းတုံစကြဝါရာဝင်းကဘာကနေဖန်သီးထားတဲ့လက်ကြီးကတဖြည်းဖြည်းနဲ့အက်ကွဲလာပြီးနောက်ဆုံးမှပေါက်ခွဲထွက်သွားတယ်။ ပေါက်ကွဲမှုနဲ့သူတော်တော်လေးကိုကြီးမာတဲ့နတ်ဖရနန်းတော်တို့ကထွက်ပေါ်လာတယ်။အဲ့ဒီနန်းတော်ကနေတော်တော်လေးကိုအောက်ကောင်းနဲ့စွန့်အင်လိုက်နေဖျားထွက်နေတယ်။နန်းတော်ကမသိရင်တကယ်နတ်ဖရတစ်ပါးရဲ့နန်းတော်လားပဲ။နတ်ဆိုးမျက်လုံးရဲ့အလင်းတန်းကလက်ကြီးကိုဖျက်ဆီးသွားပြီးဆိုပေမဲ့သူ့ရဲ့အလင်းတန်းရဲ့အချိန်ကယော်မသွားသေးဘူး။နောက်ဆုံးမှထွက်ပေါ်လာတဲ့နတ်ဖရနန်းတော်နဲ့ဝင်ပြီးတိုက်မိသွားတယ်။ကျဲလောင်နဲ့ပေါက်ကွဲမှုကြီးထွက်ပေါ်လာပြီးတော့နတ်ဖရနန်းတော်ကတဖြည်းဖြည်းနဲ့အပ်လာတယ်။ဒါပေမဲ့နတ်ဖရနန်းတော်ထဲမှာတော့လင်သွန်းကရက်နေတယ်။သူ့ရဲ့လက်မှာမြားရစင်းဝင်ကင်ထားတယ်။ ပြီးတော့အဲ့ဒီမြားပေါ်မှာမြားတန်တစ်ခုတင်ထားတယ်။မြားတန်ကအလင်းရောင်၃ခုနဲ့ပေါင်းစည်းထားတယ်။ပြီးတော့နဖရားနန်းတို့ကထွက်ပုံနေတဲ့စွန်းအင်းတွေအားလုံးကလည်းအဲ့ဒီမြားတန်တွေကိုဝင်သွားတယ်။စွန်းအင်းပြေးသွားမှုကြောင့်မြားတန်ကတတိတီနဲ့တုံးခါနေတယ်။နောက်ဆုံးမှလင်တုံးကမျက်လုံးကိုမှိတ်ပြီးတော့သူ့ရဲ့လက်မှတ်ကင်ထားတဲ့လေးကိုလွှတ်လိုက်တယ်။မြားတန်ကနဆိုးချီနဲ့သွားပြီးထိတ်တယ်။အဲ့ဒီပေါက်ကွယ်မှုကြောင့်နဆိုးချီတွေကတဖြည်းဖြည်းနဲ့အားဆောက်ရုပ်လာတယ်။ခဏနေကြတော့နဆိုးချီအလင်းတန်ကတဖြည်းဖြည်းနဲ့အကွဲလာတယ်။ ဒါဗိမဲ့လင်းသုံးပြစ်လွှတ်လိုက်တဲ့မြားတန်ကတော့ရံမသွားပင်နဲ့တော်တော်လေးဟူကြီးမာတဲ့နတ်ဆိုးမျက်လုံးကြီးကိုတွားပြီးတော့ထိမှန်သွားတယ်။မြားတန်ကမျက်လုံးကိုတွားပြီးထိသွားတာနဲ့တတရားသူတော်စင်ရဲ့ဗဇက်တွေကနေအနှံ့ယောင်သွေးတွေကထွက်လာတယ်။ပြီးတော့သူ့ရဲ့ကြီးမာတဲ့နတ်ဆိုးမျက်လုံးကလည်းတဖြည်းဖြည်းပြန်သေးသွားပြီးတော့သူ့ရဲ့လက်ပုတ်ကိုပြန်ပြီးရောက်ရှိသွားတယ်။နာကျင်မှုကြောင့်တတရားသူတော်စင်ဘီရင်ကကျေလွန်ဆောင်အော်ခစ်လိုက်တယ်။သူ့ရဲ့အော်ဒါကတော်တော်လေးကိုကြောက်စရာကောင်းတယ်။နတ်ဆိုးအချင်းထောင်အောင်ကောင်တွေကမတိုက်ခိုက်ပဲနဲ့သူ့ရဲ့အော်ဒါကိုနားထောင်နေကြတယ်။ သူကဒဏ်ရာအပြင်းထန်ရသွားပြီဆိုပေမဲ့လုံးဝကိုနောက်မဆုတ်သေးဘူးသူကထပ်ပြီးတိုက်ခိုက်ဖို့ရက်နေတယ်ဟိုးမြင့်မှာတော့ကောင်းကင်သူတော်စီမင်းကြီးကရင်ဝဝန်နဲ့တိုက်ခိုက်နေတယ်သူရဲ့အဝတ်စားအနေငယ်ကလည်းပြေးနေတယ်ရင်ဝဝန်ရဲ့တိုက်ခိုက်မှုရောသူကအနေငယ်ထိတာတယ်ဒါပေမဲ့သူတော်စင်တတရားပြင်ကိုသူကအောက်စီမီကြေးလိုက်တယ်အတုံးမကြတဲ့ကောင်မင်းကပထမဆုံးဒဏ်ရာရတဲ့ကောင်ဖျက်လာလိုက်မယ်လို့ငါတခါမှမထင်တာဘူးတတရားသူတော်စင်ကတကူလုံးသွေးတွေနဲ့ဆူရွှဲနေတယ်သူ့ကိုကြေးရတာတော်တော်လေးကိုကြောက်စရာကောင်းနေတယ် အော်ဟဲတာကိုရက်သွားပြီးမှတတရားသူတော်စင်ဘီရင်ကသူ့ရဲ့မျက်နှာမှာရှိတဲ့သွေးတွေကိုတောက်လိုက်တယ်။ပြီးတော့လင်တုံကိုပြောတယ်။မင်းကတကယ်ကိုအထင်ကြီးစရာကောင်းတာပဲ။အစတုန်းကတော့ငါတို့အချိန်အကြာကြီးတိုက်ခတ်ရမယ်လို့ထင်ထားတာ။မင်းကြောင့်ကဒီလောက်မြင့်မြန်တန်ရာရမယ်လို့မထင်ထားဘူး။လင်တုံကတော့တတရားသူတော်စင်ဘီရင်ကိုစိုက်ကြည့်နေတယ်။သူ့ရဲ့စိတ်ထဲမှာလည်းတခုခုကိုမတတ်မတားခံစားနေရတယ်။အဝေးကနေတော့မိတော်သခင်တို့ကလင်တုံရဲ့တိုက်ပွဲကိုကြည့်နေကြတယ်။မိုးကြိုးသခင်ကပြောတယ်တိုက်ပွဲကမပြီးသေးဘူးငိုးဖို့အရန်စောနေသေးတယ် ကောင်းကင်သူတော်စင်ဘုရင်ကယီလိုက်တယ်။ငါတို့တွေနှစ်တဲ့အကြာကြီးတိုက်ခဲခဲ့ကြတာ။တယောက်ဥယျချင်းကိုတယောက်ငါတို့ကောက်ကောင်းကြီးတဘောပေါင်းနေကြပြီ။မင်းတို့အားလုံးနဲ့မရင်ဆိုင်နိုင်ပြီမယ်။ငါတို့ကိုရှင်းပြဖို့တလောက်လွဲ့မယ်ထင်နေလား။ရေခဲသခင်မပြောသလိုပဲ။ငါတို့အားလုံးအဆုံးမရှိတဲ့ဒီတိုက်ပွဲကြီးကိုတိုက်ခိုက်နေရတာညီငွေ့နေပြီ။ငါတို့ဘက်ကလည်းအတူတူပဲ။အဲ့ဒါကြောင့်ဒီဒီချိန်မင်းတို့အားလုံးကိုတပ်ပစ်ချင်တာ။ပေချင်းရှင်ရင်သခင်မကယီလိုက်တယ်။ဘာပြောလဲ။ငါတို့အားလုံးကိုတပ်ပစ်ချင်တာဟုတ်လား။မင်းတို့မှအဲ့လိုလုပ်ဖို့စောင့်ဆင်းရောရှိရလား။ ကောင်းကင်သူတော်စင်ဘီရင်ရဲ့အကြီးကတတရားသူတော်စင်ဘီရင်စီကိုရောက်သွားတယ်။သူကပြောတယ်။မင်းရှုံးသွားပြီဆိုတော့မင်းကဖွင့်ရမယ်သူပဲ။ဒီစကားကိုကြတော့တတရားသူတော်စင်ဘီရင်ကလေပုံမှာထိုင်ချလိုက်တယ်။သူရဲ့မျက်နှာကနေသွေးတွေလည်းစီးကျလာတယ်။ဒါပေမဲ့သူကလက်ကနေတစိမ့်တစ်ခုကိုဖွဲ့စည်းလိုက်တယ်။သူရဲ့လောက်ရက်ကိုကြည့်ပြီးတော့လင်တုံကတစ်ခုခုကိုမတတ်မတားခံစားလိုက်ရတယ်။အဲ့တော့ချက်ရှင်းဆိုသလိုပဲတတရားသူတော်စင်ဘီရင်ရဲ့အရှိမပေါ်လာတယ်။ပြီးတော့လှန်နံဝင်အသုံးပြုပြီးတတရားသူတော်စင်ဘီရင်ရဲ့လက်ဘင်းကိုလှန်နဲ့ထိုးချလိုက်တယ်။ လက်ဘင်းကိုလှန်ကားထုတ်ချင်းပေါက်လာပြီးဆိုတာနဲ့သွေးမဲရောင်းတွေကစီးကြလာတယ်။လူသားဘက်ကမဟာမိတ်တပ်ဖွဲ့တွေကတော်တော်လေးကိုပျော်ရွှင်သွားကြတယ်။သူတို့စိတ်ထင်သူတော်စင်တတရဘီရင်ကတည်ဆုံသွားပြီးသွေးတွေနဲ့ဆူရွှဲနေတဲ့တတရသူတော်စင်ဘီရင်ကလင်းတုံကိုကြည်ပြတယ်။အဲ့ဒီချိန်မှာပဲသူရဲ့ခန္ဓာကိုယ်ကတိတ်ဖြည်းဖြည်းနဲ့ဖောင်းပွားလာတယ်။လင်းတုံကချက်ချင်းသိသွားပြီးဒါကကိုကိုကိုဖောက်ခွဲပြစ်တာပဲ။သူကဟင်းလင်းမြေဘိုးဘေးတဲ့ငေသားအုံပြုတ်ပြီးချက်ချင်းအဲ့နေရာကနေထွက်ပြေးလာတယ်။ အဝေးကြီးတဲ့နေရာကိုရောက်သွားပြီးဆိုပြီးမယ်လင်သုံးရဲ့ပါးစပ်ကနေသွေးတွေစီးကျလာတယ်။သူကမြန်မြန်ထွက်ပြေးခဲ့တဲ့ဆိုပြီးမယ်တတရသူတော်စင်ဘီရင်ဖောက်ခွဲမှုကြောင့်ဒဏ်ရာအနှဲငယ်တော့ရရှိခဲ့တယ်။အဝေးကနေပောက်ခွဲမှုကြောင့်ဖြစ်ပေါ်နေတဲ့နှဆိုးချီတွေကိုကြည့်ပြီးလင်သုံးကပြောတယ်။ဒီကောင်ကတကယ်ပဲသူ့ကိုယ်သူဖျက်ဆီးပစ်လိုက်တာလား။အလုံးကတော့တတိယသူတော်စင်ဘီရင်ရဲ့ဖောက်ခွဲမှုကိုကြည့်နေကြတဲ့အချိန်မှာပဲကောင်းဝင်သူတော်စင်ဘီရင်ကကြေလွန်စွာအော်ဟစ်ပြီးကြီးလိုက်တယ်။နောက်ဆုံးအနေနဲ့မင်းတို့ကြည့်လိုက်ငါတို့ရဲ့နှစ်ထောင်ကြီးနဲ့ဖန်တီးထားတဲ့လက်ရကို ဒီတခါမင်းတို့အလုံးကဘာစစ်ကြီးမှရှုံးလိုက်မယ်လို့ငါတချိန်ကပြောခဲ့တယ်မလားသူရဲ့စကားဆုံးသွားတာနဲ့ခန္ဓာရကတဖြည်းဖြည်းနဲ့တုံခါလာတယ်ပြီးတော့တော်တော်လေးကိုများပြားတဲ့နှဆူးချီတကအဆူအပွဲနဲ့ထွက်ပေါ်လာတယ်ဟိုးအောက်ကနေတော်တော်လေးဟူကြီးမာတဲ့အရေးမကြီးတခုကလည်းမြေပြင်ပေါ်ကိုတဖြည်းဖြည်းတက်လာတယ်အဲ့ဒီနှဆူးကြီးရဲ့ခန္ဓာကိုယ်ကဘလောင်းအောင်ကြီးမာလဲဆိုရင်မသိရင်သူ့ရဲ့ခေါင်းနဲ့ကောင်းကင်နဲ့တိုက်နေတယ်လို့တော့ထင်ရတယ်အဲ့ဒီနှဆူးကြီးရဲ့ခန္ဓာကိုယ်မှာလက်တွေအများကြီးရှိတယ် သူရဲ့လက်ဘွားအလေတဲတဲမှာတော့တတရားသူတော်စင်ဘရင်ထက်ကိုကြောက်စရာကောင်းတဲ့မျက်လုံးတွေရှိနေကြတယ်။အဲဒီကြီးမားလုံးနဲ့နဆူးကြီးကိုကြည့်ပြီးရင်ဝဝံကပြောတယ်။ဒါကရီမိုအေကရိရဲ့ရုပ်ဝါလာ။ဒါပေမဲ့တတရားသူတော်စင်ဘရင်ကတော့အခုထိမသိသေးဘူး။သူကကြည်လိုက်တယ်။အားလုံးပဲပွဲစားတော့မယ်။အားလုံးရဲ့ပူပေါင်းပေးမှုတို့ကကျေးဇူးတင်ပါတယ်။ဒါလောက်ထိနေတာတော့တော်တော်လေးကိုအသက်ပြင်းတယ်။လုံးဝကိုမသိနိုင်သေးဘူး။ကျက်တည်းတုံးလိုက်တာ။တတရားသူတော်စင်ဘရင်ကအဲ့ဒီနဆူးကြီးကိုဥညွှတ်ပြီးတော့အယုဒေပေးလိုက်တယ်။ အောက်မှာရှိနေကြတဲ့ remote လက်အောက်ငယ်သားတွေကလည်းသူတို့ရဲ့ခဏကူကိုတဖုံဖုံနဲ့ဖောက်ခွဲပစ်လိုက်ကြတယ်။ထွက်ပေါက်လာတဲ့အသားစားတွေစွန်းအင်းတွေအလုံးကအဲ့ဒီနဆိုးရဲ့ခဏကူတွေဝင်သွားတယ်။အဲ့လိုက်တော့ကြောင့်သူ့ရဲ့များပြားလာတဲ့လက်တွေမှာရှိတဲ့မျက်လုံးတွေကသလုံးမီးသလုံးပွင့်လာတယ်။လူသားပဲကစစ်တပ်ကတော့ဒါကိုကြည့်ပြီးတန်အံ့တော်ဖြစ်နေတယ်။အဲ့ဒီနဆိုးမှရှိတဲ့မျက်လုံးတွေကိုဖွင့်နေဆိုတာကတော့လွယ်ကူတဲ့လုပ်ရမဟုတ်ဘူး။ remote စတဲ့တဲ့လုံးကိုဖောက်ခွဲပြီးတော့စွန်းအင်းလေးစုပ်ယူလိုက်တော့မှအဲ့ဒီနတ်ဆိုးကြီးမှရှိတဲ့မျက်လုံးရဲ့တဝက်ကမပွင့်လာသေးဘူး ကောင်းဝင်သူတော်စင်မြေကနတ်ဆိုးအချင်းထောင်ရဲ့စက်တက်တဲ့ဘက်ကိုလှည့်ပြီးတော့ပြောတယ်။ကဲအခုမင်းတို့အလှည့်ပဲ။အဲ့လိုပြောလိုက်တာနဲ့အဲ့ဒီစက်တက်မှရှိတဲ့လူတွေအလုံးကလည်းထိုင်ချလိုက်တယ်။ပြီးတော့သူတို့ရဲ့ခနာကိုကိုဖောက်ခွဲပစ်လိုက်တယ်။ထုံးစံအတိုင်းပဲထွက်ပေါ်လာတဲ့စွန်းရင်တွေကနတ်ဆိုးစီကိုပဲရောက်သွားတယ်။တခင်နေအလုံးကလည်းတန်အံ့တော်ဖြစ်နေတယ်။ဒီရီမိုတွေကဘာလို့ကြံစီနေလဲဆိုတာသူတို့ကအကူတီကိုနားမလည်နိုင်ကြသေးဘူး။ ဒါလောက်များပြားပြီးတတ်ရခဲ့တဲ့ remote တွေကနေတဲ့ဝက်အတွင်းမှာပဲသူတို့ရဲ့ခန္ဓာကိုယ်ကိုဖောက်ခွဲပြစ်တယ်ဆိုတာသူတို့စဉ်းစားလို့မရဘူးဖြစ်နေကြတယ်။တတရသူတော်စီရင်ဘီရင်ကတော့ရင်ဝံဝံကိုပြုံးပြီးတော့စိုက်ကြည့်နေတယ်။ရင်ဝံဝံကပြောတယ်နတ်ဆုံး empire ရုပ်ပွားကိုအသက်သွင်းလိုက်တာနဲ့နေရိုးစီမှာရှိတဲ့စွန်းအင်းတွေက remote ignition အနည်းဆက်ဆုံးဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒီစွန်းအင်းတွေကကြကြမခံဘူး။ဒီအသက်သွင်းတဲ့လုပ်ငန်းစဉ်ကိုစပြီးသွားရင်တော့ remote ignition ရဲ့အသွေးသားမပိုင်ရင်မင်းတို့ကအောင်မြင်နိုင်မှာမဟုတ်ဘူး။ င်းတို့အားလုံးကိုဒီကဘာပေါ်ကနေဖယ်ရှားပြေးရမယ်ဆိုရင်ငါတို့အားလုံးဒီနေရာမှာတည်ရလဲကိစ္စမရှိဘူးအ ਨੇ စုံတော့ remote တွေကဒီကဘာပေါ်ကိုမကျူးကျော်နိုင်တော့ဘူးလေတခြားနေရာနေလာဖို့ဆိုတာလဲဒီဂျိုကိုဆက်ရကစွန့်အင်းနေနဲ့ပိတ်ထားတယ်ငါတို့အားလုံးတည်သွားပြီးဆိုပေမဲ့လဲဒီပွဲမှာငါတို့ကနိုင်တယ်လေကောင်းကင်သူတော်စီဘီရင်ကပြုံးလိုက်တယ်လေးစားစရာပါလားဒါပေမဲ့ရှုံးတဲ့ကောင်တွေကမင်းတို့ကောင်တွေဖြစ်နေမှာကိုတော့စိုးရတယ်နော်ပြီးတော့သူကရင်ဝံဝံကိုပြောတယ်ရေခဲတခင်မှာ မင်းတို့ရဲ့တိုင်ကေတာဘူဝေးသခင်ရီမိုအေဂရက်ကိုပိတ်လောင်တော့ကသူ့ရဲ့လက်တစ်ဖက်ကိုပြက်ပြက်လိုက်တာမှတ်မိသေးတယ်မလားရင်ဝံရဲ့အမှုရာကချက်ချင်းပြောင်းလဲသွားတယ်။ကောင်းကင်သူတော်စင်ဘုရင်ကယီလိုက်တယ်။ဟုတ်တယ်။အေဂရက်ရဲ့လက်တစ်ဖက်ကမင်းတို့ရဲ့ဒီကဘာပေါ်မှာရှိနေတော့ပဲတကယ်တော့ရီမိုအေဂရက်ကိုပိတ်လောင်ဖို့အတွက်တိုင်ကေတာဘူဝေးသခင်ကသူ့ရဲ့ပြန်လည်မှုဖွားခြင်းကိုဆွလို့လိုက်ကြတဲ့ကမင်းတို့ရှုံးပြီးသားပဲ။ အယိုးရှင်ဆုံးပြောရမယ်ဆိုရင်မင်းတို့ရဲ့ဆရာတန်ဂေတာဘိုဘီသခင်ကငါတို့ရဲ့ remote air grid ကိုမရှင်းနိုင်ဘူး။ကောင်းကင်သူတော်စီမင်းကပြီးတာနဲ့လေပေါ်မှာပဲဒူးထောက်ပြီးတော့ဂါရဝပြုတ်ပြီးစကားတခုံးပြောလိုက်တယ်။ remote air grid ရဲ့လက်တော်ကျေးဇူးပြုပြီးအရှင်ရဲ့နေရာကိုလာခဲ့ပါ။အရှိပိုင်းကနေနတ်ဆူချီတွေအများပြားထွက်ပေါ်လာတယ်။ပြီးတော့နတ်ဆူချီအလင်းနံတခုဟာဒီအနောက်ရက်ကိုတဖြည်းဖြည်းနဲ့ပြန်တန်းပြီးလာတယ်။အဲ့ဒီပြန်တန်းနေတဲ့နတ်ဆူချီတွေထဲမှာအဖျော်လက်တစ်ဖက်ကိုမြင်တွေ့ရတယ်။ အခုဆိုရင်အဲ့ဒီလက်ကစစ်ပွဲရဲ့နေရာကိုရောက်လာပြီးရင်ဝမန်ကပြောတယ်အရင်တုန်းကဆရာရီမိုအေဂရက်ကိုပိတ်လောင်တဲ့အချိန်မှာဒီနာဆိုးအင်ပါယာလက်မှန်ကိုဆရာဖျက်ပစ်ခဲ့တာမဟုတ်ဘူးကြည့်ရတာရီမိုအေဂရက်ကတက်တိတ်လေးခြံထားခဲ့တာဖြစ်ရမယ်အဲ့ဒီလက်ကိုမြင်တာနဲ့ကောင်းကင်သူတော်စင်ဘီရင်ကဥညွတ်ပြီးတော့အယိုသေးပေးလိုက်တယ်နောက်ဆုံးမှာတော့ကြီးမားလာတဲ့နတ်ဆိုးကြီးနဲ့ရီမိုအေဂရက်ရဲ့လက်တစ်ဖက်ကချိတ်ဆက်မိသွားတယ်နတ်ဆိုးကြီးလှိုင်းလုံးတွေကများပြားစွာထွက်ပေါ်လာတယ်အဲ့ဒီစွန်အင်းတွေကိုကြည့်ပြီးတခင်နေအားလုံးကသိသွားပြီး ဒီစွမ်းအင်က remote အကရေရဲ့အနံ့နဲ့တောင်တူနေတယ်။သူတို့မျက်စိချင်းမှာဖြစ်နေတဲ့မြင်ကွင်းကြည့်ပြီးအားလုံးကတော့ဗဇက်အဟောင်းသားဖြစ်နေတယ်။ကောင်းကင်သူတော်စင်ဘီရင်ကတဟာဟာနဲ့အော်ကြီးလိုက်တယ်။နတ်ဆိုးအင်ပါယာရုပ်ပွားကိုဒီတကဖွဲ့စည်းတာအောင်မြင်သွားတာနဲ့မင်းတို့အားလုံးကပျော်စိတ်သက်သာပဲရှိတော့မယ်။ဒီကဘာကြီးတစ်ခုလုံးငါတို့ရဲ့လက်ထဲကိုကြောက်ရောက်လာပြီးဖိုးရင်တော့ကအကရေကိုယ်တိုင်မလုံနိုင်ခဲ့တဲ့ကိစ္စကိုငါကအခုလုံနိုင်တော့မယ်။ဒါကိုရေဝဝံကပြောတယ်။နေတော့အောင်ပွဲခံဖို့အရင်စောပါသေးတယ်။ရင်ဝံကသူ့ရဲ့စွမ်းအင်ကိုထပ်မြှင့်လိုက်တယ် ပြီးတော့လက်ထဲမှာကင်တာနဲ့လှန်တယ်ကောင်းဝင်သူတော်စင်ဘီရင်ကိုဝင်ပြီးတော့တတ်ခိုက်တယ်ကောင်းဝင်သူတော်စင်ဘီရင်ကရည်နေတော့မဲရေခဲတခင်မှာအခုမင်းဘာလုပ်တာလဲဒါပေမဲ့မင်းတို့ဘာဘာပဲလုပ်လို့ဘာမှအတိတ်ပဲမရှိတော့ဘူးသူကဗဇက်ကပဲပျော်နေတာရင်ဝဝရဲ့တတ်ခိုက်မှုကိုဘာမှပြန်ပြီးမတတ်ခိုက်ဘူးတတ်ခိုက်တဲ့မြအားလုံးကိုလည်းရှောင်ရှားပြီးတော့နောက်ဆုံးမှအဲ့ဒီနဆိုးကြီးရဲ့ခန္ဓာကိုယ်တွေကိုဝင်သွားတယ်အခုဆိုရင်ကောင်းဝင်သူတော်စင်ဘီရင်ကလည်းနဆိုးကြီးနဲ့ပေါင်းစည်းသွားပြီးကောင်းဝင်သူတော်စင်ဘီရင်နဲ့ပေါင်းစည်းမိသွားတာ ਨੇ အဲ့ဒီနတ်ဆိုးရုပ်ထုကြီးကတဖြည်းဖြည်းနဲ့နှစ်ဆလောက်ပို့ပြီးကြီးမားလာပြန်တယ်နတ်ဆိုးရုပ်ထုကြီးကကြယ်လောင်ဆောင်အော်ကြီးလိုက်တယ်ငါကလက်ရှိမှာ remote acrid နီးပါးအစွမ်းထက်နေတဲ့စွမ်းအားကိုပိုင်ဆိုင်ထားတာမင်းတို့ကောင်းနေငါနဲ့တိုက်ခတ်ဖို့ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှလဲရင်ဝံကလက်ကနေတစ်စဲတစ်ခုကိုပြောင်းလဲလိုက်တယ်ကိုစေးအချင်းထောင်ကောင်းကင်ပေါ်မှာအေးအေးကြက်တွေကစူးစီးသွားပြီးတော့အထက်ကိုတက်ရှိတဲ့တိုက်အကြီးဖြစ်ပြောင်းလဲသွားတယ်ပြီးတော့အဲ့ဒီနတ်ဆိုးရုပ်ထုကြီးကိုဖိချလိုက်တယ် နတ်ဆိုးကြီးကတော့မထီမမ်းမြင့်ပုံစံမျိုးနဲ့သူ့စီကိုပြိုကျလာတဲ့ရေခဲအကျဉ်ထောင်ကြီးကိုတာမန်လက်သီးတစ်ချက်နဲ့ပဲဖြိုခွဲပစ်လိုက်တယ်။ရင်ဝံဝံကချက်ချင်းအနောက်ပြန်ဆုံလိုက်တယ်။သူ့ရဲ့စိတ်ထဲကနေတွေးလိုက်တယ်။အခုလောလောဆယ်မှာဒီနတ်ဆိုးကြီးကရီမိုအက်ဂရိတ်နီပါကိုအစွမ်းထမ်းနေပြီးတေရင်ရှင်ရင်တခင်မကဒါဝူကြည့်ပြီးတော့ပြောတယ်။ငါတို့အခုဘာလုပ်ကြမလဲ။ရင်ဝံဝံကပြောတယ်။ဒီလိုနီးစွန်းတဲ့တွေကိုတုံးယုံလောင်းနေရီမိုအက်ဂရိတ်တပါးရဲ့စွမ်းအားတွေကိုရယူဖို့ဆိုတာမဖြစ်နိုင်ဘူး။ ီနီးစနဲတွေကိုသုံးရင်ကြီးမားတဲ့စွမ်းကိုပိုင်ဆိုင်ရမယ်ဆိုတာကတော့မှန်ပါတယ်။ဒါပေမဲ့ဒါကတည်ငြိမ်တဲ့နီးလမ်းမဟုတ်ဘူး။ပြီးတော့ကောင်းကင်သူတော်စင်ဘုရင်ကဒီစွမ်းကိုအချိန်ကြာကြာထိန်းထားနိုင်ဖို့မဖြစ်နိုင်ဘူး။အဲ့လာကြောင့်ငါတို့သူ့ကိုဇာတိုက်တိုက်ခိုင်းနေရင်ဒီနက်ဆိုးအင်ပါယာရဲ့ရုပ်ပွားကအလိုလိုပေါက်ကွဲသွားလိမ့်မယ်။ဒါပေမဲ့တက်ခိနေအားလုံးကတော့စိတ်ထင်ကနေတွေးလိုက်တယ်။သူတို့အဲ့လိုမျိုးပေါင်းစည်းပြီးတိုက်ခိုင်းရင်တော့ဒါကိုနိုင်မှုဆိုတာတေချာလားမတေချာလားမသိသေးဘူးအဲ့တော့ရင်ဝင်ဝင်ကပြန်ပြီးပြောတယ် ဘာမှမစင်စားနဲ့တခြားနီလန်းတွေမရှိဘူးကျမတို့နတ်ဆိုးအင်ပါယာရုပ်ပွားကိုရှင်းပစ်ပြီးတာနဲ့ကဘာကြီးကပြန်ပြီးအေဂျင့်တော့မယ်လင်တုံကတော့ဒီတိုင်းပဲနတ်ဆိုးကြီးကိုရက်ကြည့်နေတော့ပဲရင်ဝံကထပ်ပြောတယ်ကျမတို့မှအချိန်သိမ့်မရှိတော့ဘူးကျမကသူကနတ်ဆိုးအင်ပါယာရုပ်ပွားရဲ့စွန့်အားနဲ့ရင်းနှီးအောင်လုံနေတော့ကောင်းကင်သူတော်စင်ဘုရင်ကိုအရင်ဆုံးဝင်ပြီးတိုက်ခိုက်လိုက်မယ်အဲ့ဒီအချိန်မှာသူ့ကိုမတိုက်ခိုက်ခင်ရှင်တို့အားလုံးရဲ့စွမ်းအင်းတွေကိုစူးစီးထားကြပါပျော်ပျော်စွစွပဲရေဝံကအေအိတ်တ်စွမ်းအင်းတွေကိုထုတ်လိုက်တယ် သူ့ရဲ့ခြေတော်အောက်ကနေတော်တော်လေးကိုကြီးမာတဲ့ရေခဲကြပန်းကြီးကထွက်ပေါ်လာတယ်။ပြီးတော့သူကအဲ့ဒီကြပန်းပေါ်မှာတရားထိုင်တဲ့ပုံစံမျိုးထိုင်ချလိုက်တယ်။ရင်ဝံကသူ့ရဲ့လက်ညှိုးကိုအရှိ့ကိုထိုးလိုက်တယ်။အဲ့ဒီမှာပဲသူ့ရဲ့လက်ကနေသွေးလေးတွေကျလာတယ်။အဲ့ဒီသွေးတွေကကောင်းကင်ပေါ်မှာတော့မိတော်ဖြစ်ပြောင်းပြီးမြေကြီးနဲ့ထိသွားတာနဲ့ချက်ချင်းအေးခဲသွားတယ်။အေးခဲနေတဲ့ရေခဲပြင်ကနေကြပန်းတွေထွက်လာတယ်။အဲ့ဒီကြပန်းကနေနှွေရှင်တွေတစ်ခုတစ်ခုထွက်ပေါ်လာပြီးများပြားလာတဲ့နှွေရှင်တွေကအဲ့ဒီ remote egg ရဲ့ရုပ်ဝါးကြီးကိုပတ်နှောင်ထားလိုက်တယ်။ကဲ ်အခုဆိုရင်လင်တုံရအဆက်တွေကဘယ်နှပိုင်းမှမကြံတော့ဘူးဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်အဆက်ကိုမနက်ဖြန်မှထပ်ပြီးတင်ပေးမယ်ဒီနေ့အဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်